ဒါပွန့်နိုင်ငံဘဝဥညာဝင်ဆိုတာဒီဒီ2015 2020ကာလမှာ2016 2020ကာလမှာဒီတိုင်းပြည်ကိုနောက်ကွယ်ရနေပြီးတော့မောင်းနှင်ပေးနေတဲ့အကြံပေးနေတဲ့ပုံပုံတွေမှာ तू ကဟိုတေဆုံးပိုင်းကပါတဲ့လူဒီလိုပုံပုံမျိုးဟိုဒီလိုလူမျိုးဖြစ်တယ်ပြီးတော့သူ့ကိုအမှုလဲကံမထားဘူးအမှုမရှိဘဲနဲ့ထောင်ထဲထည့်ထားတယ်ယောဂဖြစ်တော့စေကန်းပြမပေးဘူးကျွန်တော်ဘက်ကလုံတော့ကမပြောသူတို့ဘက်ကလုံတာလေးပဲဒါတွေကအဲ့လိုမျိုးဖြစ်တော့ဖြစ်တော့သူတို့ဘက်ကလုံတော့အဲ့ဒီကတော့သူတို့ဘာမှမပြောဘူးညာသေးလားဒါဘေးကကောင်တော့ မှတ်သွားတယ်။ဘီကဝန်လန်းအောင်မှတ်သွားရကြောင်းအစ်ကြီးထားလိုက်တော့အဲ့နဲ့အိန္ဒိယထားပါတော့ပြအိန္ဒိယနောက်ဆုံးကျတော့ဟိုဂျန်နဲ့ဟိုဆရာထင်းတို့ပါလို့ဟိုဂျန်နဲ့လူကြီးတွေပေါ့နော်အဲဂျန်နဲ့လူတွေနဲ့အဲ့လူမျိုးကိုပြောကြဆိုကြနှိမ့်ကြနိုင်ငံနဲ့အစင်ကြည်သွားတယ်ပေါ့ဗျာအစင်ကြည်သွားတဲ့နောက်ဆုံးကျွန်တော်တောင်းဆိုချက်တွေနဲ့လိုက်ပြောတယ်ပေါ့နော်အဲ့လူမျိုးနဲ့ပြီးသွားတယ်ပြီးသွားပြီးတော့အဲ့ဒီနေ့ကဆန္ဒပြတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူကအဲ့ညှို့မှုဟာတလဆိုင်ငံဖြစ်တယ်ကြားတယ်ဥစ္စာဆိုညှို့နဲ့မရ ဒါဆိုင်ငံဖြစ်တဲ့ကြတယ်ကြတော့ဟိုဘောနော်တောင်ဝမရက်ဆိုင်တာဘောနော်တောင်ဝမတောင်ဝမရက်ဆိုင်တဲ့ဖြစ်တယ်ကြတယ်ကြပြီးတော့ကိုးလာပိုင်းဗနီးယားနေ့လောက်ဖြစ်မှမသိမမေရအဲ့မှာသူတောင်ဝင်ပြန်ထန်းဆောင်တောင်ဝင်ပြန်ပြီးတော့ထန်းဆောင်ဖို့ပြည်ထန်လွတ်တဲ့နေ့ပေါ့ဗျာတောင်ဝင်ပြန်ထန်းဆောင်တဲ့နေ့မှာသူမိန်းမကသူမိန်းမနဲ့အဖွဲကထောင်ထဲကဖျားမှာရေရလာချီရောဟိရေရလာချီရော ထုံးတဲ့နိုင်မှာဗျာ VIP လမ်းကြောင်းဆိုတော့ကျွန်တော်တို့အကုန်လုံးအဆောင်တကားတွေပိတ်ထားတယ်။ကျွန်တော်ကပိတ်တာအပေါ်ကကျွန်တော်တို့အဆောင်ဟိုဖျားကကျွန်တော်တို့အဆောင်ဘေးနေရှိတာစေတီလေးရ။အဲ့မှာသူကရေးရလာကြအမှုမလူရအောင်ခဲပြီးကြည်နေတာပေါ့။အဲ့ဒီမှာကျွန်တော်ကပြောရရင်ကျွန်တော်ဟိုနေတိုင်းလုပ်နေကြအလုပ်ပေါ့နော်ကျွန်တော်ခေရောက်ရောက်ကျွန်တော်မေတ္တာတော့ရွတ်တယ်။ဒါတော့ဒီမှာကျွန်တော်မေတ္တာတော့ရွတ်တယ်မေတ္တာမေတ္တာတော့ရွတ်ပြီးတော့ကျွန်တော်ဟိုမေတ္တာပွားနေတာပေါ့နော်လမ်းလျှောက်။အဲ့မှာတယောက်က သူလည်းတော့မသိဘူးညာလူအုပ်ထဲမှာလူတွေကအများကြီးအုံကြည့်နေအောင်လူထဲကတယောက်ကထားပြောလိုက်မြို့ကောင်တွေကမြောက်ပွဲလည်းမဟုတ်ဘဲနဲ့ထိုင်ကြည့်နေကြတယ်ပြောလိုက်တော့ပြောလိုက်တော့အဲ့မှာကျန်တဲ့လူတွေကပါမြောက်ပွဲမြောက်ပွဲပါဖြစ်ကုန်ရောအဲ့လိုမျိုးဖြစ်မှာပြဿနာတော့တက်တော့မယ်လို့ကျွန်တော်ထင်တယ်ပြဿနာတော့တက်တော့မယ်နဲ့တူရဲဆိုပြီးတော့ကျွန်တော်ตาလေးရှောင်ထွက်သွားတယ်ညဘွယ်ညဘွယ်ဆိုတာအကျဉ်းသားတွေကပြောတာပေါ့အကျဉ်းသားတွေကပြောလိုက်တာနိုင်ငံအကျဉ်းသားတွေကနိုင်ငံတွေကပဲပြောလိုက်တာအော်အဲ့လိုပြောလိုက်တော့ဩကျက်ကနာတော့တက်တော့ဘောနော်အตาလေးရှောင်ထွက်သွားလိုက်တယ် အဲ့နဲ့ထားလိုက်အောင်အဲ့မှာသူတို့အဲ့ရေရာချီတာပြီးတော့သူတို့ပြန်သွားပြန်သွားတော့ရေရာချီထားတဲ့ပွဲတွေကဖះမှာကြံခဲ့အဲ့နေရာဖြစ်သွားတဲ့အနေထားကိုပြောပြဖះမှာကြံခဲ့တယ်အဲ့အချိန်မှာအခန်းထဲကခလေးတယောက်ကကျွန်တော်ရှိရောက်ဟိုးကိုတဲ့ပွဲနဲ့ဆိုင်ရောသွားထည့်အောင်ပွဲနဲ့ဆိုင်ရောသွားထည့်အောင်ဘာဆောင်လဲပြစမ်းမအောင်ကြည့်လိုက်တော့ तू က A4 မှာရေးတာရေးတော့ငိုချောင်းအောင်အမီဆိုတဲ့ဆိုင်ရဲ့အဲ့ဒါ အေးกว่าလို့ခဏလေးတော့ငါလူလူစုလိုက်အောင်မယ်လို့အချင်းလေးပွားကြည့်တယ်ပါညအချင်းလေးပွားကြည့်ကြည့်ပြီးတော့လူ၄၅လောက်ပေါ်ပြီးတော့သူကပွဲကိုအဆောင်ထားခဲ့တယ်သူကအဆောင်ထားခဲ့တဲ့အချင်းသားကြတော့သူကကြတော့ဟိုပါဘောနော်အကြအချောင်းအဆောင်ထားခဲ့တဲ့အချင်းသားကြတော့နောက်တက်လောက်နေလွတ်မှာသူကရင်တိုက်မှုနဲ့တက်စီရင်မောင်းကမှာရင်တိုက်မှုနဲ့ရောက်လာတယ်နောက်တက်လောက်နေလွတ်မှာသူ့ကိုအဆောင်ထားခဲ့တယ်အဲ့ပွဲကိုအဲ့ဒါကျွန်တော်တို့ကကျွန်တော်တို့လူတွေက ိုင်နေလိုက်တာကတော့ဘသူကပွားထဲပေါ့အဲကျန်တဲ့လူတွေကဘလို့လုံးမပိုင်ရတိုင်နေတဲ့ပွဲနဲ့သူနဲ့ဂျားထဲမှာသုံးသုံးလောက်ကဂျားကနေပိတ်ရက်လိုက်ပေါ့ပိတ်ရက်ပြီးပေါ့သူ့စကားတွေပြောတော့ဘာရပါကိုကြီးကဘာလို့လို့ဂျားကဘလို့ကမမတက်သူကဘလို့လဲအကောင်းမဝဘာအဲ့ဒါကြီးပြောနေတယ်သူ့အောင်လွှဲတာလည်းမသူလည်းမမြင်အောင်လို့ပိတ်တာပြီးရင်ကျန်တဲ့လူတွေကအပြင်ကိုကင်းဆောင်တော့ဝင်နေနေရှိပြီးအပြင်ကင်းဆောင်နောက်ပြီးရင်ထဲမဲ့လူကတယောက်သူ့ဘေးမှာနှစ်ယောက်ကပွေပေးထားပါတော့အသားလေးဆောက်လေးထည့်ပြန်ထွက်လာအောင်ကျွန်တော်ခက်တိတိပဲပြန်ထွက်လာအောင်အားနဲ့ ပြီးတော့အဲ့ဒါအောင်မြင်သွားတယ်ဗျ။အောင်မြင်သွားပြီးတော့ပုံမှန်ဆိုရင်တန်းပိတ်တာက7နိုင်ပိတ်တာ။ဟုတ်။နေ့လယ်ပိုင်းပေါ့။နေ့လယ်7နိုင်ပဲနေ့လယ်တန်းပိတ်တဲ့အချိန်ကဒါပေမဲ့အဲ့ဒီနေ့က10နိုင်ဝဲလောက်ကြီးတန်းပိတ်ချလိုက်ပေါ့။အင်းတန်းပိတ်မဲ့တန်းပိတ်မဲ့ဆိုအကုန်လုံးဟိုပြန်ဝင်ရတာပေါ့နော်။ဝင်ပြီးတော့ထုံးတန်တယ်ကောင်ကအဲဒီမှာလူစစ်ဖို့အတွက်ထိုင်ရတာပေါ့။ထိုင်ရဆိုကျွန်တော်တို့အဲ့ဒီအဲ့ဒီဘက်အဆောင်ဒီမှာတော့ပုံမှန်ထိုင်ရတာမဟုတ်ဘူးလူစစ်လို့ရအောင်တော့ညီအောင်ထိုင်ပြရတာပေါ့အဲ့လိုမျိုးတော့ထိုင်ပြရတာပေါ့ဟုတ် အဲ့ထိုင်နေချိန်မှာဟိုကောင်တွေကအုပ်စုလိုက်ကြီးရောက်လာ25အောင်လောက်ရှိနောက်စလုံးကြီးဒုံးလေးကွာတွေနဲ့လေးကွာတွေနဲ့ပေါ့နော်ထုတ်တင်နေရောက်လာရောက်လာပြီးတော့တကားဖွင့်ပြီးရောက်နေရောက်နေတယ်မင်းတို့ဒီမှာတဲ့မြောက်ပွဲတို့អော်ရဲកောင်ဘယ်သူអော်တာလဲဘယ်သူမှလည်းမပြောကိုလည်းကိုអော်တာမှမဟုတ်တာမပြောဘူးအေးမင်းတို့မပြောရင်ねဟောမှာငါတို့ခေါ်ထုတ်မယ်နာမည်ခေါ်ထုတ်မယ်ထိတ်ဆုံးခေါ်ရတယ်ဇာနီထုံးရတယ်ဆိုနာမည်ထိတ်ဆုံးဟာပြဿနာကိုတက်ပြီးတော့ သိလိုက်တယ်ဗောကိုကိုညှိုးနေတယ်ဆိုတော့သိတယ်ဗောနော်ဟိုဟိုတကူချောင်းနေတာတော့သိတယ်ဟောတတိထားပြီးလက်နေတယ်ဗောနော်ဒါပေမဲ့အဲ့လိုဖြစ်သွားတယ်ဗောအဲ့တော့ဇိုင်းနုံးကိုကျွန်တော်ထိတ်ဆုံးอ่ะပြီးတော့နောက်ထပ်၄ယောက်ဗောနော်၄ယောက်အလုံးက၅ယောက်ဗော၅ယောက်ကျွန်တော်၅ယောက်ရယ်ပြီးတော့ကျွန်တော်၅ယောက်ကအဲ့ညောက်ဘွဲကိစ္စอืมညောက်ဘွဲလို့អော်တယ်ဆိုတဲ့ကိစ္စနဲ့ကျွန်တော်က၅ယောက်ပြီးတော့နောက်တစ်ယောက်ကအောက်ထပ်မှာသူကကြတော့မှိုင်းုံဖန်းစီတကယ်အဲ့ကလေးကသူကနေလို့ရေပိုက်သွားပြင်တာ အစ္စလမ်လေးရေပိုက်သွားပြင်နေရေပိုက်သွားပြင်တာကိုအဲ့မှာအဲ့လိုပဲ तू ကရေပိုက်ပြင်မှုထွက်လာတယ်ဟိုမှာဆန္ဒပြပြီးတော့ပျောက်သွားပြီဆန္ဒပြလူရ तू ကရေပိုက်ပြင်မှုထွက်လာတယ်အော်ဘလန့်နဲ့ထွက်လာတယ်ဟိုကရေတွေရောက်လာသူ့ကိုဆွဲမလာအဲ့လိုမျိုးဆွဲမလာတာအဲ့ကောင်တွေကလည်းအဲ့တော့ဟိုပြောရရင်တော့ तू ကနိုင်ငံရေးသမားမဟုတ်ဘူးပေါ့ဗျာဒီလိုလို့ဟာမဟုတ်ဘူးဒါပေမဲ့ရောင်နေရောင်နေနဲ့ပါလာတာပေါ့အဲ့တော့ तू ကအထဲမှာကုန်းရလေးလိုက်ရောင်းတယ်။ရောင်းတော့အဲကုန်းကျွေးတက်တောင်းတာကကုန်းကျွေးတက်တောင်းရင်းနဲ့ဟို ်အုံတရိုင်းကနည်းနည်းမြင့်နေတယ်သူကအောက်ထက်ကျွန်တော်တို့ကအပေါ်တက်အောက်ထက်ကကျတော့အပြင်ကိုမမြင်ရအောင်အပြင်ကနေတာကိုကျွန်တော်တို့အပေါ်တက်ကိုသူကကွန်ယူတက်တောင်းနေချိန်မှာအပြင်ကိုမြင်ရမြင်ရတော့ကျင်ရင်းနဲ့အဲ့မှာဟိုကောင်မလေးတယောက်ပါတယ်အဲညှုံးသမီးလို့တော့ပြောပါဗျာထားပါတော့ဗျာဟိုသမီးဖြစ်ပါဖြစ်ပေါ့နော်ကျင်ရင်းနဲ့သူကတယောက်ကစလိုက်တာအယောင်ယောင်နဲ့အဲ့ကောင်မလေးလှလာတယ်ဟိုဟိုကောင်ကကြည့်တော့လှလှတယ်လေပြောပြီးသူကပြန်ဝအောင်အဲ့တိုင်းပြန်ရောအဲ့ဒါနဲ့အဲ့ကောင်ကအဲ့ညှုံမှုသမီးကိုလှရလို့ပြောလို့ရဆိုပြီးတော့ ဲ့ရတယောက်ကျွန်တော်6ယောက်6ယောက်ကိုလက်တိတ်ထက်လက်တိတ်ခက်ပြီးတော့ဆွဲထုတ်ပေါ့ဆွဲထုတ်တော့ကျွန်တော်နှစ်ဆောင်ကနေထွက်တဲ့အချိန်မှာကျွန်တော်နဲ့အပြင်မှာအလုပ်တူတူလုပ်ခဲ့တဲ့ခလီတယောက်ကလေးဆောင်မှာရှိတယ်ကျွန်တော်ရှိမှာပဲမိတာကျွန်တော်မမိခင်ကသူကမိတာပြီးတော့အဲ့ဒီកောင်လေးကကျွန်တော်တို့လက်ထိတ်ခတ်ပြီးတော့ဆွဲထုတ်သွားလဲညင်နေမြင်အောင်အကုန်ထောင်ကျုပ်ကုန်တိတ်ဆိတ်နေတယ်ဒီကောင်ကထဆဲလိုက်ပေါ့အကျဲကြီးပဲဆဲလိုက်တာပေါ့နော်ဆဲလဲဆဲလိုက်ပေါ့အဲ့မှာဟိုကအဲ့ရထောင်မှန်ကြီးပေါ့ ဟိုအဲ့ဟိုတီးအတီးတန်ထောင်ဝင်ရဲ့တောင်ငံအရာရှိပေါ့နော်ထောင်ပိုင်းလေးပေါ့သူကအဲ့လိုဆဲတဲ့ဆဲတဲ့ကိုသူကကြည့်ပြီးအဲ့ဘယ်ကောင်ဆဲရလဲအဲ့ကောင်ကခေါ်သွားလို့ဆိုအားလုံးက9ယောက်ဖြစ်သွား9ယောက်ကျွန်တော်တို့ခေါ်ထုတ်သွားလို့17ခွဲလောက်ရှိ17ခွဲလောက်ခေါ်ထုတ်သွားတယ်အဲ့တီးတန်ထောင်ဝင်ရဲ့ဒီဟိုကခေါ်တာပေါ့ဘူးကခေါ်တာပေါ့နော်ဟိုကတကားနှစ်ချက်ပေါ့တကားနှစ်ချက်ဟိုမှတကျအလင်းမှာဟိုစစ်စေးတဲ့နေရာရှိအဲ့ဒီထဲမှာခဏလေးပဲခဏလေး9မိနစ်10မိနစ်လောက်ထားပြီးတော့ ီးလဲပြီးတော့ထောင်ပိုင်းပို့လိုက်ပါထောင်ပိုင်းပို့တော့အင်းစိန်ထောင်ပိုင်းရဲ့ဘူးဝအနေနဲ့မင်းကြီးထီကိုကျွန်တော်ထင်နေပြီး300လောက်ရှိမယ်ရှိတယ်အဲ့လောက်ရှိမယ်ကတော့မကတော့ဘူးเนาะမကဘူးမကဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဓာတ်တိုင်ကျော်ကျော်တော့ရှိတယ်เนาะဓာတ်တိုင်နေရကျွန်တော်သိသလောက်ဆိုဓာတ်တိုင်နေစိုက်တဲ့စကေးကတတိုင်နဲ့တတိုင်ကပေးတရားกว่าတယ်အဲ300တိုင်မကောက်ဘလို့စိုက်ထားတယ်တတိုင်အဲ့မှာ ထားပါတော့ဗျာ၄၅၆လောက်ရှိမှာပေါ့ကျွန်တော်အဲ့ အဲ့ဒီဘူဝါကနေပြီးတော့မင်းကြီးရောက်တဲ့အထိကိုကျွန်တော်လက်ထိပ်တွေလည်းခတ်ထားရအောင်နော်လက်ထိပ်တွေလည်းခတ်ထားတယ်ဘူဝါနေမင်းကြီးရောက်တဲ့အထိကိုစည်းဆက်သုံးမိကြတယောက်စည်းဆက်ရက်ပြီးတော့ရိုက်တာရိုက်တာနမတုတ်တွေနဲ့အမိုးတွေရယ်ရွာမျက်နှာရောစီးထားသေးတယ်မျက်နှာတော့မစီးတော့ဘူးထောင်ထဲမှာဆိုရိုက်တာရိုက်တာခေါင်းကုန်တော့ခေါင်းကုန်တော့ဆိုပြီးရိုက်တာတယောက်ပြီးတယောက်ရိုက်တာအဲ့မင်းကြီးရောက်တော့မင်းကြီးရောက်တော့မင်းကြီးလည်းရောက်ရောက်တော့ကျွန်တော်တို့ဒူးထောက်ခိုင်းတာ တော်လက်ကိုတိုင်းတင်ခိုင်းတာဗောနော်ဟုတ်ကျွန်တော်ကကြတော့လက်ကိုတိုင်းတင်အောင်ဆိုကျွန်တော်ခေါင်းအထိမခံနိုင်ဘူးဗောနော်လက်ကိုအဲ့တိုင်းတင်လိုက်တယ်တင်လိုက်တော့တင်လိုက်တော့အဲ့မှာဟိုဟာဟိုသူကရိုက်တာခေါင်းတွေမှာရိုက်တာကျွန်တော်ကတော့လက်ကိုအဲ့တိုင်းတင်ထားဗော